အားလုံးမင်္ဂလာပါဆက်လက်ပြီးတော့ဆရာမတို့ဆွေးနွေးပြီးတော့မှာက WhatsApp rules အကြောင်းဖြစ်ပါတယ်အဲ့တော့အရှိရဆရာမတို့ကအဲစီးမြင်းတွေသတ်မှတ်ထားတယ်ဥပဒေသားတွေသတ်မှတ်ထားတယ်အဲ့ဒီသတ်မှတ်ချက်တွေတိုင်းလိုက်နာမယ်မလိုက်နာဘူးဆိုလို့ရှိရင်အဲ့ဒီဥပဒေသားတွေကိုဖောက်ပြတ်တယ်ဆိုရယ်ဆရာမတို့ rule violation ဆိုရယ်ကိစ္စတွေဖြစ်ပေါ်လာမယ်ဒါဆိုလို့ရှိရင်ဒါတွေကိုလည်းပဲသိရှိဖို့အတွက်လိုအပ်တယ်ဆိုပြီးခါကြတော့အရှိရ lecture တွေမှာပြောခဲ့တာလေးရှိပါတယ်အဲ့တော့အဲ့ဒီ rule တွေကဘာကြီးလဲဆိုလို့ရှိရင်အခုဆရာမတို့ဒီမှာပြောမယ်ဒီနေ့သင်ခန်းစာမှာဖွင့်ချမယ် WhatsApp rule ဆိုလို့ရှိနေတာဖြစ်ပါတယ်အဲ့တော့မှလည်းကြည့်လိုက်ပါတော့ဆရာမတို့ရဲ့ အဲ stable analytical system တခုထဲမှာအဲဒီဘလောက်ထိ quality control အပြည့်ပြည့်နေတယ်ဆိုတာသိဖို့အတွက်ဆိုလို့ရှင် changes တွေပေါ့နော် data sum တွေကိုကြည့်ဖို့လိုအပ်တယ်စာဖွေဖို့လိုအပ်တယ်ပေါ့နော် detecting the changes အဲကိုဘလောက်ထိကိုယ့်ရဲ့ system မှာ အဲ changes တွေများနေလေလက်ခံနိုင်လောက်တဲ့ changes စာဒါမှမဟုတ်လို့ရှင်လည်းပဲအရန် outlier ဖြစ်နေ changes တွေလာဒါမှမဟုတ်လို့ရှင်မိမိတို့ရဲ့ analytical system ကြီးတစ်ခုလုံးကမှားယွင်းနေပါတယ်ဆိုတဲ့အနေထားကိုနောက်တစ်ခါကျပြန်လဲသုံးသပ်ဖို့လိုတယ်ဆိုတဲ့အကြောင်းပေါ်ပြနေတဲ့ changes မျိုးလာပါတော့ဒါကိုကျွန်တော်တို့သိဖို့အတွက်ဆိုလို့ရှင်သိရှိရမှာတော့ဒီမှာ rules တွေဖြစ်ပါတယ်နာမည်အပြင် wasket rule ဖြစ်ပါတယ်အဲ့ဒီ wasket rule တိုင်းလိုက်နာမယ်ဆိုလို့ရှင်เนาะကျွန်တော်တို့ရဲ့ stable analytical system ဟုတ်မဟုတ်ကိုသိရှိနိုင်မြင်ဖြစ်ပြီးတော့ဟာကြတော့အဲတကယ်လို့များအဲ့ဒီ rules တွေဖောက်ပြခဲ့မယ်ဆိုလို့ရှင်เนาะ rule violation တွေ ဖြစ်ပေါ်လာပြီးခါကျတော့ကျွန်မတို့ရဲ့ analytical system မှာတရားမှုတွေများစွာရှိနိုင်မှာဖြစ်ပါတယ် အဲ့တော့ဆရာမတို့က worst case rule တွေကိုဘာအတွက်ချမှတ်တဲ့ rule တွေလဲလို့မေးမိဆိုလို့ရှိရင်တော့အခုနကဆရာမတို့ပြောခဲ့တဲ့အတိုင်းပဲဆရာမတို့ရဲ့ analytical run နေရာဆိုလို့ရှိရင် control ဘင်းမှာဝင်နေသလား in control ဖြစ်နေလားဒါမှမဟုတ်ရှင်လည်းပဲလုံးဝအောက်သွားပြီလားပေါ့နော်ဒါကိုသိရှိဖို့အတွက်ဒါဆုံးဖြတ်တဲ့ဒီဆောက်သုံးဖြတ်ဖို့အတွက်ဒီဆောက်တာလေဆရာမတို့ rule တွေဖြစ်တယ်ဆိုတော့နားလည်ရမှာဖြစ်ပါတယ်အဲ့ဒီ rules တွေကို single rule တွေအနေနဲ့ဖြစ်စီဒါမှမဟုတ်ရှင်လည်းအဲ့ rule တွေအကုန်လုံးစုပြီးတော့ငါကြတော့အစု line multi rules တွေနဲ့ဖြစ်သုံးချနိုင်ပါတယ်အခုတိထအတိထားရမှာတော့မိမိတို့သုံးတဲ့ ဒီတခွဲခဲမှာရှိတဲ့ quality control တွေကိုတက်မှတ်တဲ့အခါမှာကျွန်တော် range နေနေရ 3SD အထိကိုတက်မှတ်ထားတဲ့ဟာမျိုးဖြစ်ရမယ်ပေါ့နော်အဲဒါမလို့ကိုယ့်ရဲ့အသုံးပြုတဲ့ဒီ system ထဲမှာအဲဒီရှိတဲ့ဒီ QC ရဲ့ range တွေက 3SD မဟုတ် 2SD လောက်ပဲရှိရဲအဲဟာမျိုးတွေဆိုလို့ရှိရင်တော့အဲဒီကျွန်တော်ဒီ wasca rule နဲ့တွားပြီးတော့နှိုင်းရှင်ချိန်ထိုးကြည့်လို့မရဘူးပေါ့နော် rule violation ဖြစ်လာမှုဖြစ်လာဆိုတာတော့ကျွန်တော်တို့ 3SD range တွေနဲ့ plot ချထားတဲ့ဒီအနေထားမှာဒါတွေ wasca rule တွေတုံးချလို့ရမယ်ဆိုတော့နားလည်ရမှာဖြစ်တယ်ပေါ့နော် အဲ့တော့ကျမတို့ဒီနောက်အဲဒီအချက်နှစ်ခုကိုအဓိကထားပြီးတော့ခါကြတော့မှတ်သားဖို့လိုမှာဖြစ်ပါတယ်အဲ့တော့ rules တွေကိုကျမတို့အဲ့နှစ်ချက်ကိုကြည့်ပြီးတော့ခါကြတော့ဒါရွေးချယ်ရတော့အသုံးပြုရတော့လောက်အောင်မှာဖြစ်ပါတယ်နံပါတ်၁ချက်ကကျမတို့က error detection ပေါ့နော် အဲအမားကိုကျွန်မတို့ရှာဖွေရဲဆိုတဲ့နေရာမှာဘလောက်ဒီအများဆုံးရှာဖွေနိုင်လဲပေါ့နော် maximize error detection ဆိုတဲ့ဒါကိုအဲဒီအနေထားကိုကျွန်မတို့က percentage တစ်ခုနဲ့ပေါ့နော်အဲဒါအသုံးပြုပြီးတော့ခါကြတော့ဒီရှိတယ်ဒါကကျွန်မတို့ကအတူအားအဖြစ် PED ပေါ့နော် ED ဆိုတာ error E ဆိုတာ error D ဆိုတာ detection ဖြစ်တယ် error ကိုကျွန်မတို့ဘလောက်ဒီအဲ ဘယ်လောက်ထိတွေ့ရှိနိုင်မလဲပေါ့နော်အမားတွေဘယ်လောက်အများတွေ့ရှိနိုင်မလဲ more than 90%တွေ့ရှိတယ်ဆိုလို့ရှင်ဒါကကျွန်မတို့အတွက်ဒါကောင်းပါနဲ့ဒါ error detection ဖြစ်တယ်ပေါ့နော်ဒုတိယအမေကျွန်မတို့က rejection လို့ခေါ်ရဲဒါကငင်းပယ်ခြင်းပေါ့နော်ဒါမှမဟုတ်ရှင်လည်းပယ်ချခြင်းလို့လည်းဘာသာပြန်လို့ရပါတယ် force rejection ဆိုတာကတော့မှားပြီးတော့ reject လုပ်မိတာပေါ့နော်အဲ့ဒါမျိုးလည်းကျွန်မတို့အနည်းဆုံးပေါ့နော်အဲမဖြစ်ရလေအောင်တက်နိုင်တယ်များကျွန်မတို့0ဖြစ်နေအောင်ပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်မတို့ကနန်းအဖြစ် percentage အဖြစ် less than 5% လောက်ထိကိုကျမတို့ post recession ကိုနည်းနိုင်အောင်လို့ပြုလုပ်တယ်ဆိုရဲအနေထားပေါ့နော်အဲ့ဒီအချက်နှစ်ချက်ကိုအခြေခံပြီးတော့ခါကြတော့ကျမတို့က rule တွေကိုရွေးချယ်ရတာဖြစ်ပါတယ်ပြောရလို့ကျမတို့ PED ရဲ့နောက်က PFR ပေါ့နော်အဲသူတို့တွေကိုကျမတို့ကငန်းနေအားဖြင့်ဘယ်လိုမျိုးလက်တွေ့ဒီဒီ graph ဒီမှာပေါ့နော်ဒီ error detection တွေမှာအသုံးချတယ်လေရှာဖွေကြတယ်တွေ့ချက်ကြတယ်ဆိုတာကိုလည်းပဲတက်ပြီးတော့ပြောပြပေးပါအောင်မယ်ဒီ slide မှာမှတ်ထားရမှာကကျမတို့ဒီ worst case rule တွေကိုတကယ်တမ်းရွေးချယ်အသုံးပြုရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအချက်နှစ်ချက်ပေါ့အခြေခံပြီးတော့ခါကြတော့အမအော်လေရှာဖွေတွေ့ရှိရမယ်မဟုတ်တဲ့ force rejection တွေ ကိုလည်းပဲကျွန်တော်နှိမ့်နိုင်တယ်မှာအနည်းဆုံးဖြစ်ရမယ်ဆိုတော့ဒီအခြေခံအချက်လက်တစ်ခုပေါ့ကိုအခြေခံပြီးတော့မှာကြတော့ပြုလုပ်ထားတယ်လိုက်နာဖို့အတွက်စီစဉ်ထားတယ်ဆိုတော့နားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအမြေရုပ်နဲ့ပတ်သက်ပြီးတော့ဟာကြတော့နှစ်ခုပေါ့နော်အဲ ီမှာပထမတစ်ခုကကျတော့ NL ပေါ့နော်အဲပြီးရင်အဲ့ NL နဲ့ပတ်သက်ပြီးတော့အခြေလက်နောက်ထပ် slide မှာထပ်ပြီးပြောမယ်နောက်ထပ်ကကျတော့ကျွန်တော်တို့ဒီဟိုဟာပေါ့ within run across run ဆိုတဲ့ကိစ္စတစ်ခုပေါ့နော်အဲ within run ဆိုတာကတော့တကယ်အဲကျွန်တော်တို့ quality control level တစ်ခုပေါ့နော် QC level တစ်ခုကို run ပြီဆိုလို့ရှိရင်အဲ့ level run ရဲ့တောက်လျှောက်ပေါ့နော် within အဲ့ဒီရဲ့အတွင်းကအဲအနေထားမှာအပြောင်းလဲမှုတွေကျွန်တော်တို့ကြည့်ရနေတာဖြစ်တယ် across run ဆိုတာကကျတော့အဲ level မတူပေါ့အဲ QC level 1နဲ့ level 2 အဲ run လိုက်မယ်အဲ့ကြရင်ကျွန်တော်တို့ကြောင်းလဲမှုတွေဒီ level နှစ်ခုအတွင်းမှာဘယ်လိုတွေကြောင်းလဲရှိနေလဲဆိုတဲ့အနေအထားကိုပေါ်ပြမယ်ဆိုရင်ကျွန်တော် across run ဆိုတဲ့စကားလုံးကိုသုံးပြီးတော့ငါကျွန်တော်ပေါ်ပြရပါဘောနော်နောက်တစ်ခါကျွန်တော်တို့ within material ပေါ့ juicy material တခုကိုသုံးပြီးတော့ပဲအဒီ run နဲ့ဆိုတဲ့အနေအထားမှာဆိုလို့ရှိရင် within run within material ဆိုတဲ့စကားလုံးသုံးပြီးတော့ငါကျတော့ across material ဆိုတော့မတူတဲ့ juicy level နှစ်ခုကိုသုံးပြီးတော့ငါကျတော့စစ်စစ်ရဲ့အခါမှာမတူတဲ့အနေအထားတခုကိုချိန်ထိုးပြီးတော့ကြည့်ရတဲ့အခါမှာသုံးတဲ့စကားလုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က within run across material within material cross run ဆိုတဲ့ဒီပုံစံမျိုးတွေအနေနဲ့ကျမတို့ကီတိုရစ်ပြီးသွားလို့ရှိရင်ပုံစံပုံနည်းလေးပြပါမယ်ပေါ့နော်တကယ်စစ်စစ်ရဲ့အခါမှာဘယ်လိုပုံစံမျိုးတွေနဲ့ကျမတို့ချိန်ဆက်ပြီးတော့အစဉ်းစားရသလဲပေါ့နော်အဲ့ပုံမူတည်ပြီးတော့အခါကျတော့မှကျမတို့ရဲ့ error တွေဘယ်လိုမျိုးတွေ့ရှိအောင်လုပ်ကြရတဲ့အနေအထားကိုလည်းပြောပြပြီးမှဖြစ်ပါတယ်အဲ့တော့ကျမတို့ NL လေးကိုအရင်ဆုံးကြည့်မယ်ပေါ့နော် control rule nomenclature 1ပေါ့နော် nomenclature ဆိုတာကျမတို့အမည်ပေးတဲ့အမည်နာမစနစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီ NL ဆိုပြီးခါကြတော့ဂျားရဲမကိုလုံးလေးချားပြီးတော့သင်္ကေတပြုတဲ့ဟာလေးရှိတယ်နောက်တစ်ခုကကျွန်တော်တို့ NL ဆိုတဲ့ပုံစံနည်းနဲ့လေးရှိတယ်ပေါ့နော်နောက်ကဟာလေးကကျွန်တော်တိတိလေးက L နော်1မဟုတ်ဘူးအဲ့ L လေးကအဲဒီစာစာကြောင်းရေးရဲ့ဒီဒီ line ပေါ့နော်ဒီ line အောက်ကလေးမှာတနည်းနဲ့ချပြီးတော့အဲသင်္ကေတအားဖြင့်ရေးရမှာဖြစ်တယ်ဒါပေမဲ့အခုကျွန်တော်တို့ဒီ power point မှာ slide ပြင်ထားတဲ့အနေထားမှာတော့ဒီအဲ့သင်္ကေတထည့်လို့ရတဲ့ဟာကြဒီလိုလေးပဲ ရှိရအစဉ်ပြည့်တယ်ဆိုတော့ဒါမျိုးလေးပဲထည့်ထားတယ်အဲ့တော့ဘလူးအက်ပြည်စီဆံမတို့ကိုခဏအဖြစ်ရေရော့မယ်ဆိုလို့ရှိရင်အာဒီ NL ဆိုတာဒီအရှိယဟာဘာကိုစားပြုလဲနောက်ကဟာဘာကိုစားပြုလဲဆိုတော့ဆံမတို့သိထားနေရမှာဖြစ်တယ် N ကကျတော့ဆံမတို့ number of control measurements involved ပေါ့နော်ဆံမတို့တုံးလိုက်တယ် accuracy materials တွေရဲ့အရေးအတွက်ပေါ့နော်တကယ် violating the rules ဆိုတာကျတော့ rule ကိုတကယ်ဖောက်ဖျက်နေပြီဆိုတော့ဒီ ကျူစီ materials ရဲ့ number ပေါ့နော်1လား2လားပေါ့ဓာတ်တူကျွန်မတို့ကကြည့်နေတယ်ဆိုလို့ရှိရင်အရှိစကလုံးကြည့်ပေါ့နော်ဟိုဟိုတကယ်လို့ကိုလွန်ထည့်ပြီးတော့ကြည့်တယ်ဆိုလို့ရှိရင်ကိုလွန်ရဲ့ဒီဟိုအရှိရတာတကယ်လို့ကိုလွန်မပါဘူးဆိုလို့ရှိရင်လည်းသူ့ရဲ့စကလုံးအရှိရဒီ number ကျူစီ material ရဲ့ violin နဲ့ rule ဆိုပြီးခါကျကျွန်မတို့သိထားပါဖြစ်တယ်နောက်တဲ့ အဲ out now အဲ l နေရာမှာကျတော့ကျွန်တော် limit exceeded ပေါ့နော်ဘယ်လောက်ဒီကျွန်တော်တို့အဲများနေတယ်ပေါ့နော် SDR ဖြစ်ကျွန်တော်တို့က 2SD လား 3SD လားဆိုပြီးခါကျတော့ဘယ်လောက်ဒီများနေလဲဆိုတာကိုပေါ်ပြဖို့အတွက်ဆိုလို့ရှိရင်နောက်ကကိုလုံးရဲ့နောက်ကဒီ l နေရာမှာအဲ့ကဏ္ဍကိုတွားပြီးတော့ထည့်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဘယ်လိုကြည့်လဲဆိုပြပါလေးကိုလည်းပဲ graph မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ NL normal နဲ့ပေးချပေါ့နော်အမြင်ပေးပုံစနစ်ကလေးကိုရှင်းသွားပါလိမ့်မယ် နောက်ထပ် nomenclature တစ်ခုအားကြတော့ကျမတို့ within run cross material ရဲ့နဲ့ across run within material ဆိုပြီးတော့စကားလုံးလေးတွေအသုံးပြုပြီးတော့ခါကြတော့ဖော်ပြရတယ်။ nomenclature အမည်လေးပုံစနစ်ဖြစ်ပါတယ်။အဲ့တော့ဒီမှာကြည့်လိုက်ပါတော့ within run cross material ဆိုတာကတော့ day 1 2 3အဲစတိုက်ပါတော့ရှိမယ်ဆိုလို့ရှိရင်1 2မှာဘာမှမဖြစ်ပဲနဲ့3ကြတော့ခါကြတော့အကုန်လုံးပါ QC level 1 2 3ရှိသမျှအကုန်လုံး2တောင်မို့လို့ရှိရင်လည်း3ပါဒါကကျမတို့ slash ခံထားတာ။အဲ့တော့နှစ်ခုတောင်မို့လို့ရှိရင်လည်း3ခုစလုံးပါဆိုလို့ရှိရင်လာပြီးတော့ rule ပါလို့ရှိရင်ဖော်ပြနေပြီဆိုလို့ရှိရင်ကျမတို့ဒါမျိုးအဲ က်တွေ့ရတယ်ဒါကိုလည်းပဲကျမတို့က across run within material ဆိုတဲ့စကားလုံးနဲ့ကိုစားပြုပြီးတော့ခါကြတော့အဲပြောရဲပေါ့ဒါဆိုကျမတို့ဒီစကားလုံးမြင်လိုက်တာနဲ့ကိုအဲဘယ်ကောင်နေဖောက်ပြန်နေပြီဘယ်လိုရက်မျိုးတွေမှာ level 2လားမ2လားရက်2လားမ2လား within run လား cross run ဆိုတော့ကျမတို့တန်းပြီးတော့သိမြင်လို့ရပြီပေါ့နော်ကျမတို့ဇာတ်လေးထဲမှာပေါ်ပြထားတဲ့ဟာလေးဒါလေးပဲကျမမျက်လုံးနဲ့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်တန်းပြီးတော့ပေါ်သွားပြီဒီနေ့ကောင်ပဲကျမတို့ across run within material ဆိုလို့ရှင်လည်းအဲ့လိုပဲ day 1 2 3 set set တိုင်း run နေ တယ်အဲ့ဒီမှာကျမတို့တခြား level တွေမရှိဘဲနဲ့ level တစ်ခုထဲမှာဥပမာကျမတို့ level 1မှာပဲဖြစ်တယ်ဆိုလို့ရှိရင် level 1ကအဲ rogue evolution ဖြစ်နေပြီဆိုပြီးကျမတို့ဒါမျိုးပေါ်ပြရတယ် across run within material ပစ္စည်းတစ်ခုထဲမှာပဲ across run ဘယ်ရက်မှာပဲဖြစ်ဖြစ်ဒါ rogue evolution ဖြစ်နေပြီဆိုတော့ကျမတို့ပေါ်ပြရနေတာဖြစ်တယ်ပေါ့နော် same level ကျူစီ button to a more concentrated run နေမှာသူကအဲ့ level တစ်ခုထဲမှာပဲပြဿနာဖြစ်နေပြီဆိုတော့ကျမတို့အနေနဲ့ပြနေတဲ့ဟာဒီကလုံးဝဇာလုံးတွေကိုကျမတို့က ဟိုဟာချစ်ထားရပေါ့နော်ဒီဟိုဟာ strike through တွေချစ်ထားတယ်ဆိုတော့အနေထားဆိုတော့လာရရလဲဒီမှာမြားလိပြထားရပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့သွားလဲ cross run within material ဆိုလို့ရှင်မြားက down side သွားရပေါ့နော်တကယ်လို့ within run cross material ဆိုပြီးရှင်မြားကကျမတို့ကလုံးဝရှေ့အဖက်တွေကိုပဲသွားရဆိုတော့နားလဲထားမှာဖြစ်ပါတယ်ဆိုတော့ကျမတို့သိသွားပြီနားလဲသွားပြီ NL နဲ့ကျမတို့ပေါ်ပြမယ်ဆိုရင်ဘလို့ဒီ within run cross material cross run within material စနစ်ကိုသုံးပြီးတော့ပေါ်ပြမယ်ဆိုလို့ရှင်ကျမတို့ group boundary ရှင်ကဘလို့ဆိုတော့နားလဲသွားပြီပေါ့နော်ပြင်ကျမတို့နမူနာလေးကြည့်ကြမယ်နော် အဲ့တော့ကျမတို့ကတကယ်လက်ခွဲစစ်ဆေးမဲ့ဒီစစ်ဆေးရဲ့သူပေါ့နော် lab technician ဒါမှမဟုတ်ရှင်လည်းမိမိတို့ laboratory ရဲ့ supervisor မှာကျမတို့ကဒီအောက်ကချက်နေချက်ကိုတည်ထားရလို့ပဲဒါနားလည်ထားရပေါ့နော်အဲ stable analytical system တွေမှာကျမတို့ဘာတွေဖြစ်ပြနေလဲပေါ့နော် stable mean နဲ့ stable sd ရှိလားဆိုတဲ့အနေထားကိုလည်းပဲသူကတည်ထားတယ်နောက်တစ်ခုကကျမတို့ rule violation တွေမြေပြေပုံကိုလည်းပဲသူကတည်ထားတယ်ဒါဆိုလို့ရှင်ကျမတို့ကဒီ rule violation တွေကိုအဲမိမိတို့ QC program တွေမှာထည့်သွင်းပြီးအသုံးချဖို့အတွက်အဆင်ပြေပြီလို့ဒါပြောလို့ရပါတယ်အဲ့တော့အဲ့လိုမှသာလေကျမတို့ရဲ့ဒီစီမင်းဖောက်ချက် ဖောက်ပြက်မှုတွေကိုရှိရဲဆိုတာကိုဒီကြတဲ့ဒီစားတီးပြီးတော့ဟာကြတာဖြစ်ပေါ်ရတဲ့အကြောင်းတွေကျွန်တော်တို့သိရှိမယ်ပေါ့နော် errors တွေသိမယ် random error လား systematic errors လားဘယ်နေရာမှာပြဿနာဖြစ်နေရလဲဘယ်လောက်ထိဖောက်ပြက်နေလဲကျူးလွန်နေလဲဆိုတာကိုလည်းပဲကျွန်တော်တို့အိမ်မှာအတိအကျကျွန်တော်တို့နားလေတွက်တွက်ချက်လို့ရတဲ့အနေအထားတွေဖြစ်သွားမှာဖြစ်တယ်ပေါ့နော်ဒါကဘာလဲဆိုရှင် group variation လက်တွေ့အသုံးချရတဲ့အနေအထားရေမျိုးတို့တစ်ခွဲခန့်မှာရှိရရှိထားရမယ်ရှိတဲ့ရှိတတ်တဲ့ကျွန်တော်တို့ဒါကနအူးအနေအထားရေကိုသိရှိပြီးပြီဆိုလို့ရှင်ကျွန်တော်တို့လက်တွေ့အသုံးချလို့ရပြီဖြစ်ပါတယ် ကျမတို့ရေကောဂျင်ကပ်ကိုပြန်သွားမယ်ဒီမှာကျမတို့အဲရှေ့ရလဲတောက်လျှောက်ပြောခဲ့တာရှိရယ်ဒီ stable analytical system ဆိုရင်ကျမတို့ရဲ့ data wise distribution နေရာဆိုရင် balance sheet gap တိုင်းဖြေရမယ်ဒီထဲမှာကျမတို့ရှိနေတဲ့ percentage တွေအကုန်လုံးဒီဒီ quality control ပေါ့နော် well preserved biological material တွေဖြစ်တဲ့ quality control juicy material တွေသုံးပြီးတော့ runner ဖြစ်တဲ့လိုဆောင်မှုဒီကောင်ဒီ stable ဖြစ်တဲ့ data တူဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျမတို့ဒီဒီမှာ 2SD 3SD 4SD ကိုခါကျတော့ရှိထားမယ်ပေါ့နော် standard deviation တွေရှိမယ် 3SD တက်ကျော်ရရင်ကျမတို့ outlier န်ဖြစ်တယ်လို့သတ်မှတ်တယ်။အဲ့အတွက်ကျွန်တော်တို့ကအမည်ပေးပုံမှာလည်းပဲအဲ့လိုပဲကျွန်တော်တို့ 2SD ထက်ကျော်နေပြီဆိုတော့ကျွန်တော်တို့က +2 ပေါ့နော်။ဒါကိုဒီအဲ့ x bar main ဒီ main ကနေပြီးတော့ခါကျတော့ plus ပဲရောက်တဲ့အနေထားရဆိုလို့ရှင် +2 region ကိုရှိအနေထားကိုပြောပြီးတော့ခါကျတော့ +3 အဲ 3SD ထက်ကျော်သွားပြီဆိုလို့ကျွန်တော်တို့ +3 region ဆိုပြီးခါကျတော့အနေထားကိုသတ်မှတ်တယ်။ 4SD လို့မပြောတော့ဘဲနဲ့ +3 region လို့ပြောတယ်။ 2SD ထက်ကျော်ပြီဆိုလို့ရှင်လည်းပဲကျွန်တော် +2 region ဆိုပြီးတော့ပြောပြီးတော့ဒါကိုကူစားပြပါရပေါ့နော်။အောက်မှာလည်းအဲ့လိုပဲ။အဲ့တော့ ဒါတွေကကျွန်မဘလောက်တရားခိုင်နှုန်းရှိတယ်ဆိုတာလည်းပဲ share ပြပြခဲ့ပြီဒါ CCA 95 99 rules တွေရှိတယ်အဲ့ rules တွေဟာဘာတွေအခြေခံပြီးတော့ခါကျတွက်ချက်ထားတာလေအဲဘလောက်တကျွန်မတို့ standard deviation ကိုဒီ mean နဲ့အဲကွာခြားမှုတွေရှိနေရဲဆိုတဲ့အနေထားကိုကျွန်မဘယ်လိုမျိုးတစင်မိတစင်ပေါ့နော်ဒါတွက်ချက်ထားလဲဆိုတာလည်းပဲ share အခြေခံပြပြခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာသိထားမှာကျွန်တော်ကျွန်တော်ဒီ what's get rule ရဲ့ rule violation နေလဲဆိုကျွန်မတို့ရဲ့ standard deviation အားဖြင့်ဘလောက်တအဲတွေ့ဖက်နေလဲချိုးဖောက်နေလဲကျွန်တော်သိရှိရမှာဖြစ်တယ်ခုနကကျွန်တော်ပြောခဲ့ပြီးသား3 PSG range ကြီးတက်မှတ်ထားတဲ့ဟာရဆိုလို့ရှိရင်တော့ကျမတို့ basket route အသုံးချလို့ရတယ်အဲ့တော့ကျမတို့ဒီမှာဆိုလို့ရှိရင်လည်းပဲ 3SG range ထက်ကျော်နေတဲ့ဒီ outline ရရှိနေကြတယ်ဆိုလို့ရှိရင်တော့ +3 အနေနဲ့ကျမဒါမှမဟုတ်ရှိရင် -3 အနေနဲ့စပြီးတော့ကျမတို့တွေ့ရှိနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဘလောက်ထိဘနက်ခါတို့ဘလောက်ဘနက်အဲဘနေရကြာကြာဒါမှမဟုတ်ရှိရင်လည်းပဲဇက်တိုက်ဖြစ်မလားတစ်ချက်တစ်ချက်တလေအဲ ခုတလေလောက်ပဲဖြစ်နေမလားဆိုတာတော့ကျွန်မတို့ကစောင့်ကြည့်ရမှာဖြစ်တယ်အဲ့လိုမျိုးကျွန်မတို့ဖောက်ပြတဲ့နေသားတွေပေါ့နော် group violation နေသားတွေတခုပဲလားဒါမှမဟုတ်ရှင်ပဲအများကြီးဖြစ်ဖြစ်နေရလားဆိုတာကိုအခြေခံပြောခါကြတော့ကျွန်မတို့ရဲ့ group violation တွေတတ်မှတ်တယ်ပြီးတော့ခါကြတော့တချို့ဟာတွေကလက်ခံလို့ရတယ်တချို့ဟာတွေကလက်ခံလို့မရတော့ဘဲနဲ့လုံးဝပြန်ပြီးတော့ဒီကောင်အစအနေဖြင့် recess ရအောင်မယ်ဆိုရင်နေသားပေါ့နော်ဒီဒီ data points တွေဒီအချက်လက်တွေကိုကျွန်မတို့က value မဖြစ်ဘူးလို့ယူဆပြီးတော့ခါကြတော့အစအနေပြန် run ရအောင်မယ်ဆိုရင်နေသားမျိုးတွေဖြစ်သွားတဲ့အထိကိုကျွန်မတို့ကအမျိုးစုံပေါ့နော်ဖြစ်နိုင်တယ် ဲ့တော့ကျွန်တော်ဆရာမတို့ဒီသူ့ရဲ့သတ်မှတ်ထားတဲ့ဒီ rules တွေအသေးသေးကိုလည်းပဲဆရာမတို့သိရှိဖို့လုံးဝဖြစ်တဲ့ကဏ္ဍနေအဖြစ်ပေါ့နော်အဲ1လို့2လို့3လို့အဲ့လိုဟာအဖြစ်လည်းပဲဆရာမတို့ကဘယ်လိုပုံစံမျိုးတွေနေ violation ဖြစ်မှာလဲဆိုတာကိုဒီတရားလေးဆရာမတို့ကြီးညက်နေအောင်တည်ထားဖို့လုံးဝဖြစ်ပါတယ်မိမိကသာတကယ်လို့ laboratory technician ပေါ့နော် senior technician နောက်မလို့ရှင် laboratory supervisor ဒီ quality control ဒီ program တွေကိုတရားကြီးချက်ပေးရလို့ဆိုလို့ရှင်တော့ဒီအချက်လက်တွေကမဖြစ်မနေသိရှိကြည့်ရတာကြတော့စစ်ဆေးပေးရမနေထားရဖြစ်ပါတယ် တော့ပထမဆုံးကျွန်တော်တို့ဒီကိုအနေနဲ့ကဒါကကြတော့ NL အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ nomenclature နဲ့အဲရေးထားတဲ့အဖြစ်ပါတယ်အဲ့တော့1 a1 နောက်ကကျတော့ကျွန်တော် 2s rule ပေါ့နော်အရှိကကျွန်တော်ပြောခဲ့ပြီးသားဒီဟာကကျတော့ n ပေါ့နော် number of အဲ juicy materials violating the rules ပေါ့နော်အဲ juicy ဘယ်နှခုသုံးထားလိမ့်ဒီမှာဆိုလို့ရှိရင် juicy ကတခုတည်းပဲပေါ့နော်သူရဲ့ materials ကဒီမှာ line ရတခုတည်းပဲဆိုပြတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတခုအရှိက1ဆိုတာဒီ juicy material တခုကိုအဲပေါက်ဟိုဟာဖြစ်တာနားလည်နိုင်တယ်ပေါ့နော်သူရဲ့ဒီ rules ကိုဖောက်ဖြက်ပြီးတော့ဟာကျတော့ကျွန်တော်လည်းနားလည်နိုင်တယ်ဘယ်လောက်ထိကျူးလွန်နေလဲဆိုတာကျွန်တော်တို့နောက်ကဇာတ်လုံးသွားပြီးကြည့်ရတယ်ပေါ့နော် 2s ဆိုတာကျတော့ကျွန်တော်တို့ +2s ဒီထက်ကျော် ပြီးတော့ခါကြတော့မှဒီကောင်ကရောက်ရှိဆွဲနေတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကဘာလဲဆိုလို့ရှင် mean မှနေပြီးခါကြတော့ plus 2 sc ဆရာမတို့ကိုကြော်ပြီးတော့ခါကြတော့အဲ root calculation ဖြစ်တဲ့အနေထားကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာသိရမှာကျွန်တော်တို့ကဒီလိုမျိုးအဲ root valuation ဖြစ်တယ်ဆိုရယ်ပုံစံပေါ့ဒီမှာသူကြီးသွားလိုက်တယ် mean ဟုတ်တယ် mean နည်းနည်းလေးကြော်တယ် mean နဲ့ plus 1 sg နဲ့ကြောင်းမှရှိတယ်ပြီးတော့အခါကျတော့မင်းရောက်ကိုပြင်ရောက်ရတယ် minus 1 sg ရောက်ပြီးခါကျတော့တက်ပြီးတော့ခါကျတော့ထောင်ပြီးတော့ဒီလိုကြီးချက်ချင်းရုပ်ရည်ကြီးနောက်တဲ့တရက်ကျတော့ day 1 2 3မှာ okay ပြီးတော့ခါကျတော့ day day 4 day 4ဒီ okay ပြီးတော့ခါကျတော့ day 5မှာစပြီးတော့ဒီလိုကြီးထောင်တက်သွားရဆိုအနေထားအောင်ကျွန်မတို့က root violation နေနဲ့တွားပြီးတော့တက်မှတ်တာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ကနာမည်ပြုံရဆိုလို့ရှိရင်ဒါက nl ပေါ့နော် and number of violation ရော1တစ်ချိန်ပဲကျူးလွန်တာအဲ့ကျူးလွန်တဲ့ဟာကျတော့ 2sg လဲကျွန်တော်ပြတဲ့အတွက်ကြောင့်မလို့1 2 1 1 2s ဆိုပြီးခါကျွန်မတို့တွားပြီးတော့နာမည်ပေးတာဖြစ်ပါတယ် ဲ့တော့ဒါဘဲ error ပေါ်ပြလဲဆိုလို့ရှင်ဒါကကြတော့ကျမတို့က random error လေးဖြစ်လာတယ်ဒါမှမဟုတ်ရှင်လည်းပဲ तू ကတစ်ချိန်တည်းပဲဖြစ်တဲ့အတွက်ကြောင့်မို့ကျမ random error လို့ပြောတာဖြစ်တယ်ပေါ့နော်တကယ်လို့များပေါ့ဒီကောင်ကအောက်ကိုနောက်ရကျတော့ပြန်ပြီးတော့ main တို့ဒီ app ဟိုသူ့ရဲ့လက်မှတ်သတ်မှတ်ထားတဲ့နောက်တဲ့သတ်မှတ်ထားတဲ့နေသားတွေပြန်ပြီးတော့ရရှိသွားတယ်ဖြစ်လို့ဆိုတာဒါ random error ပေါ့တကယ်လို့များနောက်တဲ့တစ်ရက်မှာလို့အဲ့လိုမျိုးဆက်ပြီးတော့ two ဒါမှမဟုတ်ရှင်တဲ့3ဆိုပြီးတော့ထပ်ပြီးတော့ out သွားမယ်ဆိုလို့ရှင်တော့ဒါကဆင်မတော့တော့လျှောက်တွေ့ရတဲ့နေသားဖြစ်သွားတာဆိုဆင်မတို့က systematic error ပဲကိုရောက်သွားပြီပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ဒီလိုနေသားမျိုးဆိုလို့ရှင်တော့ရာသေးတယ်ပေါ့နော်ဒါတော့ SMB ပဲနဲ့ကြည့်လို့နေလို့ရတာဒါပေမဲ့လည်းပဲထပ်ပြီးတော့ညာအဲ့လိုပုံစံမျိုးထပ်တွေ့လာခဲ့မယ်ဒါမှမဟုတ်ရှင်လည်းပဲနောက်ရက်စက်တိုက်ပေါ့နော်ဒီလိုမျိုးအပေါ်ကြီးထောင်ပြီးတော့တက်လာနေပြီမှဆိုလို့ရှင်1အဲ3 3ရက်နောက်တဲ့နေ့ ည့်ကလည်းအဲ့လိုပဲကျွန်တော်နောက်ထပ် 3 years ဒီပါထပ်ပြီးတက်သွားပြီဆိုလို့ရှိရင်နောက်ရက်ရက်တွေလည်းအလိုဖြစ်သွားနောက်ရက်ရက်လည်းဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ systematic error လို့ရောက်သွားပြီပေါ့နော်မင်းရဲ့တစ်ဖက် check in မှာပဲရှိရဲဒါကြောင့်အလိုမျိုးတွေသွားနေဆိုတာမျိုးတွေပေါ့အဲဒါမျိုးတွေတွေကျွန်တော်တို့ကသွားပြီးတော့ခါကျ systematic error လို့သိပြီးတော့ချက်ချင်းတာကို action ယူရမှာဖြစ်ပါတယ်ဒီလောက်ကတော့အရင်မဆိုဘူးဒီလောက်ဆက်ခါကျွန်တော်တို့ 2SD ထပ်ပဲအပြောမှဆို 3SD အဲတော့အထက်ကမကြော်သေးဘူးထဲထဲမှာပဲရှိနေသေးရဲ့အတွက်ကြောင့်ဒါကျမတို့အဲဘာမှ action ယူကြမှာမလို့သေးဘူးစောင့်ကြည့်အောင်အဆင်မဲ့လို့ကျမတို့တည်ထားလို့ရသေးတယ်ပေါ့။ဒါကျမတို့ NL ကိုကြည့်ပြီးတော့ခါကြတော့ တက်မှတ်တဲ့အနေအထားဖြစ်ပါတယ်။နော်ကျွန်မတို့ဒီမှာ1 level of control material ရဲ့ beyond 2sd ပေါ့နော်။ဒါကိုကျွန်တော်တို့ဘယ်လိုကိုစားပြုလဲဆိုလို့ရှိရင်ဒီလိုစကားလုံးမျိုးနဲ့သွားပြီးတော့ကျွန်တော်တို့ကိုစားပြုရဲပေါ့နော်။ဒါဆိုကျွန်တော်တို့ကဒီလိုမျိုး 12s ဆိုပြီးရေးလိုက်ပြီဆိုလို့ရှင်ဒါက plus ဒါမှမဟုတ်လို့ရှင်လဲ minus ဒီ min ရဲ့အပေါ်ပိုင်းအောက်ပိုင်းနှစ်မျိုးစလုံးဘယ်ဟာမတွက်မဆိုဒီသုံးရတဲ့စကားလုံးဖြစ်တယ်ပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်တို့နှစ်မျိုးစလုံးဖြစ်နိုင်တယ်ဆိုရင်နားလည်ထားရမှာဖြစ်တယ်အဲ့တော့ဒီညမှာကျွန်တော်တို့က ဒီ data points ရဲ့စစ်စစ်ရဲ့ကျွန်တော်တို့ errors အရာဆိုလို့ရှိရင် analytical errors ပေါ့နော်အဲ4.5 to 5%ဆိုတော့ကျွန်တော်တို့ဒါပြောခဲ့တဲ့ခုနက Gaussian gap ကိုပြန်ပြောကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်တို့ errors မှာ percentage အပြင်နည်းငယ်ပေါ့နော်အဲ့လောက်မရှိတဲ့အချိန်တွေမှာတော့ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်အနေထားကိုတွေ့ရတာပေါ့နော်1 to s ကိုဒါကြောင့်ကျွန်တော်တို့ဒီ ဒါက random error ဒါမှမဟုတ်ရှင်လည်းပဲနောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တယ်နောက်ပိုင်းဖြစ်ပေါ်လာမယ် systematic error ကြီးအစဖြစ်နိုင်တဲ့ပြကြောင်မျိုးဆီမှာတတိပေးတဲ့ warning လို့ဖြစ်တယ်အဲဒါပေမဲ့ဒါကခုနပြောလို့ကျွန်မတို့အလုံးကဒါအစအတိပြန်ပြီးလောက်တာမျိုးဒါမှမဟုတ်ရှင် action ယူရမယ်လို့ဆိုတဲ့ဟာမျိုးတော့မဟုတ်သေးဘူးပေါ့နော်သို့တော်ညာလည်းဒါက warning rule တစ်ခုဖြစ်တဲ့ပြကြောင်မျိုးဆီကသတိထားဖို့လိုမှာဖြစ်ပါတယ်ဒါကြောင့်ရှိရတယ်ကျွန်မပြောခဲ့တာရှိတယ်မိမိတွေ့တဲ့ data points တွေမိမိတွေ့တဲ့ pattern တွေအမှန်တရားအကုန်လုံးကို keep in mind ပေါ့နော်ခုစိတ်ထဲမှာမှတ်ထားရမယ်ဒါမှသာလေကျွန်မတို့ဒီ share ဘယ်လိုဖြစ်ခဲ့ ယ်လေနောက်ဟာနေဆိုလို့ရှင်ဘလို့သွားပြီးတော့ချိန်ဆက်မလဲအဲဘလိုမျိုးကျွန်တော် corrective action မျိုးယူရမလဲဆိုတာကိုနားလည်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့သတိပြုရမယ်ဆိုတာသတိပြုရမယ်တခုရှိဘာလို့ဆိုတာကျဒီလိုမျိုးကျွန်တော် one to s အပုံစံမျိုးပေါ့နော် rule ရလို့ရှင်ဖြစ်သွားပြီဆိုလို့ရှင်ဒါကတကယ်လို့များ h2c level ဟာတခုရဲပဲ one level ကျူကျူပဲသုံးမယ်ဆိုလို့ရှင်တော့ဒါကဘာလဲဆိုလို့ရှင် rejection rule ဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီဒါကတကယ်လို့များ ဒီတခုတည်းပဲသုံးတဲ့ဟာဆိုလို့ရှင်တော့ဒါကိုကျွန်တော်တို့ဆက်ပြီးတော့ဟိုလက်ခံထားလို့မရတော့ကျူစီလည်းပဲတခုတည်းနဲ့ဒါမျိုးလာပေါ်နေပြီဆိုလို့ရှင်တော့ပြန်ပြီးတော့ corrective action ယူမှရတော့မယ်ဒါမှမဟုတ်ရှင်လည်းပဲတကယ်လို့ပေါ့နော်ကျူစီလည်းပဲနှစ်ခုစရည်ရပြီသုံးခဲ့ပြီဆိုလို့ရှင်တော့ဒါကိုခုနကပြောသူကျွန်တော်တို့ monitor လုပ်ဖို့အဆင့်လောက်ပဲ warning rule အနေနဲ့ပဲကျွန်တော်တို့လက်ခံထားမှာဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့နားလည်သွားပြီမိတို့ကျူစီလည်းပဲတခုတည်းပဲသုံးခဲ့မယ်ဆိုလို့ရှင်တော့ဒီ1 to s စပြီးတော့ပေါ်နေပြီဆိုလို့ရှင်တော့ဒါက rejection လုပ်ရမယ် rule ဖြစ်တယ်1 to rule မဟုတ်တော့ပဲဒါကပြဿနာအဲဖြစ်နေပြီဒါကိုပြန်ပြီး corrective action စပြီး UI ရအောင်ဆိုပြီးတော့နားလည်ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့တွေ့ရဆိုလို့ရှိရင် one to one stress ဆိုလို့ရှိရင် PFR PED ကိုဘယ်လိုမျိုးတွေ့မလဲပေါ့နော်အဲ PFR ရှိရပြောတဲ့အချိန်ကျွန်မတို့ force rejection ပေါ့နော်လုံးဝမောင်းရင်းပြီးတော့ဟာကြ reject မလုပ်မိအောင်လို့ဒါဒီတွေ့အအနည်းဆုံးအနည်းဆုံးပြောင်းလို့ကျွန်တော်တွေ့ချရနေတာဖြစ်ပြီးတော့ EPED ဒီ error detection အားဖြင့်ကျွန်မအများဆုံးပေါ့နော် maximize ဖြစ်ရမယ်ဆိုပြီးနေတာပြောထားတာရှိတယ်အဲ့တော့ two stage ညင်ဘက်ကို train နေရ running အားလုံးဒီဒါပြောရမယ်ဆိုလို့ရှိရင် EDR ဖြစ်ဆိုလို့ရှိရင်တော့တော်တော်လေးခိုင်ခိုင်မာမာနဲ့ဒါရှောက်ပွေးနိုင်တာဖြစ်တဲ့အတွက်ကြောင့် online ဖြစ်တဲ့နေတာဖြစ်တဲ့အတွက် ါဘူးဒါကိုကြတော့ dual chain payment treaty ဆိုလို့ရှိရင် very good PE ဒီလိုပြောတာဒါပေမဲ့ဘာလဲဆိုလို့ရှိရင် PF ကအနေနဲ့ကြတော့အဲ force rejection အားဖြင့်ဒါကိုလက်ခံနေနေတာမဟုတ်သေးဘူးဘာလို့ဆိုတော့ကြတော့ကျွန်တော်တို့ဒီတကယ်လို့များ control level တကူကိုပဲစဉ်းစားမယ်ဆိုလို့ရှိရင် good run အားလုံးပဲဆိုလို့ရှိရင်ကျွန်တော်တို့က4.5%ဆိုလို့ရှိရင် reject ဖြစ်တယ်ပေါ့နောက်ဟာနောက်တစ်ခါကျွန်တော်တို့တကယ်လို့များတူတဲ့နှစ်ဆပေါ့နော် control level တကူသုံးလိုက်ဆိုလို့ရှိရင်4.5 7%ရဲ့နှစ်ဆ 9. something နောက်တစ်ခါကျတော့တူတဲ့သုံးဆကျွန်တော်14 percentage ပေါ့နော်အဲ့လိုမျိုးကျွန်မတို့ reject ဖြစ်ခဲ့မယ်ဆိုလို့ရှင်တော့ဒါက BFR နေလဲဆိုလို့ NSF တွေပဲ BFR လို့ပြောလို့ရတယ် EDR ဖြစ်ဆိုလို့ရှင်တော့ဒါတိကောင်းတယ်လို့ပြောလို့ရတယ်ဒါကြောင့်ကျွန်မတို့ဒီ one to us ကပြန်ပြီးတော့ဟာကြတော့ဒီအ NSF တွေပဲဖြစ်တယ်လက္ခဏာနေနေဒါမျိုးမရှိဘူးဆိုပြီးတော့ပြောရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်မတို့ကဒီဟို အမားဘယ်လောက်ထိတွေးရှိနိုင်လဲအမားမဟုတ်တဲ့ဟာကိုကျွန်တော်တို့ဘယ်လိုမျိုး confirm လုပ်မလဲဆိုတဲ့အနေအထားကိုပဲပြန်ပြီးတော့ချိန်ဆပြောတာဖြစ်တယ်အဲဒီနေရာမှာကျွန်တော်တို့တည်ထားမှာကြတော့ဒီ lecture အနေနဲ့တည်ထားမှာကြတော့ဒီ rule violation တွေကိုကျွန်တော်တို့ဘယ်လိုမျိုးသတ်မှတ်တယ်လဲဆိုတာရယ်သတ်မှတ်ထားတဲ့အခြေခံပုံတည်ပြီးတော့ခါကြတော့ကျွန်တော်တို့ရဲ့ဒီနောက်ထပ်စင်ပွားပြီးတော့ခါကြတော့ဒီ rule ကိုပေါ်ပြန်လဲပြီးတော့ပေါ်ပြမယ် PFR တို့ PED တို့ဘယ်လိုမျိုးချိန်ဆက်ပြီးတော့ tracer လဲဆိုတာကိုသိစေချင်တဲ့အနေအထားပဲဖြစ်ပါတယ် ဒါတော့ကျွန်မတို့ standard deviation နဲ့ probability ကိုအရှိကကျွန်မတို့ data points တွေကို gaussian distribution အပြင်ဘယ်လိုမျိုးဒါနေရာချလဲဆိုတာ ਨੇ ချိတ်ဆက်ပြီးတော့ခါကျတော့ပြန်ပြီးပြောပြထားဖြစ်ပါတယ်အဲ့တော့ကျွန်တော် standard deviation အားဖြင့်ကျွန်တော်တို့ 2SD 3SD ဂျားတွေကိုရောက်ပြီဆိုလို့ရှင်တော့သူ့ရဲ့ဒီတွေ့ရှိနိုင်တဲ့အနေထားက2.5%ပေါ့နော်ဟိုဘက်ဒီဘက်ဆိုလို့ကျွန်တော်တို့ဒီ4.7 to 4.5 to 5%လောက်ပြီးရှိရပေါ့နော်ခုနလေးကျွန်မပြောရတဲ့မှာပါပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ analytical system ထဲမှာဆိုလို့ရှင် errors ကအဲ့လောက်နေတာမရှိဘူးဆိုလို့ရှင်တော့မှကျွန်တော်တို့ရဲ့ 1.2S ဒီ အဲ root variation ဆိုတဲ့အနေထားမျိုးကိုတွေ့နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အဲဒါကပြောရမယ်ဆိုလို့ရှိရင် errors ဖြစ်တယ်ပေါ့နော် analytic ရဲ့ errors ဖြစ်တယ်အာဒီ systematic errors ရဲ့အစာရေးလည်းဖြစ်နိုင်တယ်ဒါမို့လို့ရှိရင်လည်း random error ကြောင့်မို့လို့ဖြစ်နိုင်တယ်လို့ကျွန်တော်တို့သိထားလို့ရလို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ 13s ပေါ့နော်အဲ့တော့ရှေ့ကကျွန်တော်တို့ ဘယ်လောက်ထိ number of juicy material violation လဲဆိုတာပြောတာဖြစ်တဲ့ကြောင့်1ကဒီမှာက 3s ကိုကြော်ပြီးတော့ဟာကြမင်းရနေပြီးတော့အဲ 3s ကိုတန်းပြီးတော့ချက်တက်သွားရနေတာပေါ့နော် day 1 through 3 4မှာ okay တယ်ဒီ5ကျတော့မှာကျွန်တော်ထောင်ပြီးတော့ဒါမျိုးတက်သွားရပေါ့ဘယ်လောက်ထိတက်သွားလဲဆိုရင် 3s ပေါ့နော်အဲ့တော့ကျွန်မတို့ဒီ one run above 3sd ဆိုကျွန်တော်1 3s 2ဆိုပြီးပြောတယ်အဲ့တော့ကျွန်မတို့ random error လေးဖြစ်နိုင်တယ်ကျွန်တော်တို့ systematic error တော်တော်ကြီးမှဝင်နေပြီလို့ပြောလို့ရပါတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်မတို့ 3sd ပြန်ကျွန်တော်ကြော်သွားပြီဆိုတော့ဒါကတော့လောက correct direct action ယူရမယ်နေတာဖြစ်တယ်ဆိုတော့တက်ပြီးတော့နားလည်အောင်ဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့တည်သွားပြီ rule violation တွေဘယ်လိုမျိုးတတ်မှတ်တာလဲ brand ကိုရဲမှာလာပေါ့နော် within run လာအဲ materials နေနေအပြည့်ဆိုတော့ကျွန်တော်ဘယ်လိုမျိုးနာမည်ပေးပြီးတော့ပြောသလဲဆိုတာကိုအခုချိန်မှာနားလည်သွားပြီးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့1 level of control ပေါ့နော် juicy level တစ်ခုရဲ့ဝယ်သုံးထားတယ် beyond 3sd reason rule violation ဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရပြီဖြစ်ပါတယ် အဲ့ဒီမှာဆိုလို့ရှိရင်အောက်မှာပေါ့နော်ခုနကပုံအပေါ်မှာဒီမှာကျတော့အောက်မှာပေါ့မင်းကနေပြီးကျွန်တော်တို့ 3SD minus 3SD ကိုကျော်ပြီးတော့ဟာကြတော့ဒါက root variation ဖြစ်သွားတဲ့အနေထားဖြစ်တယ်ဒီမှာ1 2 3ကျွန်မရှိထားတဲ့အနေထားတွေကိုကျော်လွန်ပြီးတော့ဟာကြတော့ရေးတဲ့စကားလုံးတွေကြီးပေါ့နော်ခုနကကျွန်မတို့ပြောခဲ့တဲ့စလုံးရေးထားတဲ့ပုံစံအားကြတော့ဒီပုံစံလေးကိုပြောရပြောချင်တာဖြစ်ပါတယ်စလုံးဒီရေးပြင်းကြီးမြင်းရဲ့အောက်ပေါ့နော်1ရဲ့ဒီဟိုအောက်ကိုကျွန်မတို့ထားပြီးတော့ဟာကြတော့မှာဒီနေထားနေတာကပြန်ပြီးတော့ဖော်ပြကြလိဖြစ်တယ်ပေါ့နော် အဲ့ပြန်ပြောရှင်းရမယ်ဆိုလို့ရှိရင်ဒီ 13s ဆိုတာဟာ control limit plus or minus 3 sd ပြင်မဲ့ကိုစရောက်နေတာဖြစ်တယ်။အဲ့တော့ဒါကကျွန်မတို့ရော reject ရမယ်ဟာဖြစ်တယ်ပေါ့နော်။ခုနကလို့ကျွန်မတို့ 12s လို့ပြော 1d sign မှုတော်ရင်ဒါက reject ရမယ် resetting rule ဖြစ်ပါတယ်။အဲ့တော့ဒီဟာဘာလို့ဆိုလို့ရှိရင် unacceptable ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒီ random error ဒါမှမဟုတ်ရှင်လေ systematic error ခက်ကြီးကြီးတခုဖြစ်နိုင်တယ်ဆိုတာကိုကျွန်မတို့နားလည်အောင်ဖြစ်တယ်ပေါ့နော်။ဒီနေရာမှာကျွန်မတို့ကတခုတည်းပဲထောင်ပြီးတော့တက်သွားရဆိုပေမဲ့အဲ့ကောင်ကလက်ခံလို့မရတဲ့အနေအထားဖြစ်တယ်။အဲ့တော့ systematic error ခုနကပြောလို့ကျွန်မတို့တိခါပဲဖြစ်တယ်ဆိုပေမဲ့ ဲလိုလည်းပဲနောက်တစ်ခါဒီဖြစ်တဲ့အနေနဲ့ဒီသားမျိုးဆိုလို့ရှင်နေပဲဒါက data ပေါ်ဒါ systematic error ဖြစ်တဲ့အတွက်ကြောင့်မလို့အဲဘလိုပဲဖြစ်ဖြစ်ဆင်မှာ unacceptable ပဲဖြစ်တယ် 3S data လည်းကျော်ရဲအတွက်ကြောင့်မလို့ဖြစ်တယ်ဆိုတော့နားလည်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတစ်ခါမှာက data wise နှစ်ခုဖြစ်သွားပြီပေါ့နော်အပထမတစ်ခေါက်တည်းကတော့ကျွန်တော်တို့အဲ1တစ်ခုတည်းပဲရှိရဲ့ဒီ violation root violation တွေပဲပြောရတဲ့ဥတ္တခါတို့ကျွန်မတို့က data points တွေကနှစ်ခုတွေချက်လာဒါဆိုကျွန်မတို့ကအခြေတော်အပြည့်ဆိုလို့ရှိရင်အဲ2ပေါ့နော်အဲ့2ကဘယ်လိုမျိုးအဲ root violation ဖြစ်နေရလဲဆို 2s ဒီ +2s ပေါ့နော်မိမာစာပြီးခါကျတော့ +2s မှာဒီနှစ်ခါဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ brand နဲ့ အဲကျူစီကတော့ level ရတစ်ခုပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ day 1 day 2 day 3ပဲဆိုကြပါဆိုတော့ဒါကကျွန်တော်တို့ day နဲ့တွေ့ပြီးပြောရင်ပြောရပဲဘယ်နှခောက်ပဲ run run ပေါ့နော်ကျွန်တော်တို့ခောက်ပရမိုက်ဒီ run လိုက်တဲ့အခောက်မှာပေါ့နော်ဒီ1 2 3နောက်4 5ပေါ့နော်4 5အဲဒီ4ချိန်နဲ့ညောင်းနဲ့5ချိန်ညောင်းမှာဆိုလို့ရှိရင်တော့ level တစ်ခုတည်းမှာပဲ rubber version ကနှစ်ခါဖြစ်နေပြီပေါ့နော်ဒါကကျွန်တော်တို့က across run ဆိုခေါ်တဲ့အနေထားဒီ သူစီလည်းပဲဒီလိုမျိုးတပြေးတည်းဖြစ်တဲ့အနေအထားတစ်ခုမှာအဲ violation နှစ်ခါဖြစ်နေတာပြောချင်တာဖြစ်တယ် within run ဆိုတာကကျွန်တော်တို့ UC level ကဒီမှာဆိုရှင်အဝါရောင်လေးနဲ့ပြောင်းအောင်လေး level နှစ်ခုဖြစ်တယ်ဒါပေမဲ့လည်းပဲတကယ်တမ်းကျွန်တော်တို့ rule violation ဖြစ်တဲ့အချိန်ကတော့ဒါတရက်ထဲမှာပေါ့ဒီမှာဆိုမှ day 5ပဲထားလိုက်ပါတော့ပေါ့နော်အဲ့ဒီရက်ထဲမှာပဲသွားဖြစ်တာဒါမှဒါပေမဲ့လည်းကျွန်တော်တို့2နေရပေါ့နော် 2s ကိုပဲ 2s နဲ့ပဲကျွန်တော်တို့ rule violation ဖြစ်တာ2နေရတွေ့ကြအောင်ကျွန်တော်တို့2 2s ဆိုတဲ့ rule နဲ့ပြောရဲပေါ့နော်ဒါကကျတော့ကျွန်တော်တို့ within run ဆိုပြီးခါကျတော့ဒါမြင်ရပြီးတယ်ဘာလို့ဆိုခါကျတော့ တော့တစ်ချိန်တည်းမှာပဲဖြစ်နေလို့ဒါပေမဲ့လည်းပဲ choosing material အဖြစ်ဒါက different material ဖြစ်တယ်ပေါ့နော်အဲကြောင့်လို့ကျွန်တော်တို့ across material ရဲ့ rhythm one ဖြစ်ပြီးတော့ဟာကျွန်တော်အပေါ်ပိုင်းကဖြစ်တဲ့အနေထားကျွန်တော်တို့ကျွန်တော်တို့ across run within material ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါနာမည်ပေးတဲ့အနေထားလေးဖြစ်တယ်ပေါ့နော်အဲ့တော့နာမည်ပေးတဲ့အနေထားကကျွန်တော်တို့ကျွန်တော်တို့ဟာဒီလိုမျိုးကကျွန်တော် normal glacier 2နဲ့ပြောတော့မှသာဒီ across run ဆိုတော့နားလည်နိုင်မှာရှိပြီးတော့ဟာကျတော့ 22s ပဲဆိုလို့ရှိရင်ကျတော့ဒီတစ်ခုတည်းပဲပေါ့နော် NL တမျိုးတည်းနဲ့ပဲသုံးပြမယ်ဆိုလို့ရှိရင်အဲဘယ်လိုပုံစံမျိုးနဲ့ဒီအာ rule evolution ဖြစ်နေ ရဲ့ဆိုတော့တိကျမပေါ်ပြနိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့ကဒီ across run နဲ့ within run ကိုလည်းဒီလိုနေရာတွေမှာမဖြစ်မနေနဲ့အသုံးချပြီးမှကျွန်တော်အမီပီနာမည်တက်အချင်းဖြစ်တယ်ပေါ့နော်။အဲ့ဒီမှာဆိုလို့ရှိရင် 2SG limit ကိုဖြတ်တန်းသွားရင် run နှစ်ခုမှာဆိုလို့ရှိရင် main ရဲ့တစ်ဖက်တည်းမှာ same run อ่ะဆိုလို့ရှိရင် level နှစ်ခုဒါမှမဟုတ်လို့ရှိရင်လည်းပစ္စည်းတစ်ခုရဲ့ကိုနှစ်ခါဇက်တိုက်နှစ်ချိန် run နဲ့ဆိုလို့ရှိရင်ဖြစ်သွားတဲ့အနေအထားကိုဖော်ပြခြင်းနဲ့ဆိုရင် 2SG ကိုသုံးပါတယ်ဒါကဘာလဲဆိုလို့ရှိရင် systematic error ဖြစ်နေပြီဆိုတာကိုပြောပြတာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့နားလည်လို့ရပါတယ် ။အဲဒီမှာဆိုလို့ရှိရင်2 level of control beyond နဲ့ 2S ကြည့်ရခြင်းဆိုလို့ရှိရင်ကျွန်တော်တို့ 2S ဆိုတဲ့စကားလုံးကိုသုံးပါတယ်။ ညာကျွန်တော်တို့ကတူတူအဆိုပြီးတော့တွေ့ပြီဆိုလို့ရှိရင်တော့ဘယ်လိုပဲဖြစ်စီတာကအမြဲ systematic error ဆောင်ဖြစ်တယ်ဆိုတော့ကိုနားလည်ရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ data ပြဖွင့်ဆိုချက်ကတော့ UC run ဒီနှစ်ခုပေါ့ set ID ရလက်ဒီက main ရဲ့တစ်ဖက်တစ်ချက်ထဲမှာ 2s တက်ပို့ပြီးတော့များနေမယ်ပေါ့နော် plus or minus 2sd တက်ကိုပို့ပြီးတော့များနေပြီဆိုလို့ရှိရင်ဒါလို့သတ်မှတ်ပါတယ် systematic error ကိုပဲထုတ်ပေါ်နိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့ကသိထားရမှာတော့ဖြစ်တယ်ပေါ့နော်အဲ့တော့အခြေအနေရတဲ့တော့ခုနပြောတယ်ပုံထဲမှာပြောခဲ့တဲ့အတိုင်း within run across run ပေါ့နော်အခြေအခြေအနေနှစ်ခုအတွက်ကိုကျွန်တော်တို့ဒီဒီ rule ကိုအသုံးချပြီးတော့ခါကြတော့ဒါ rule violation ရှိမရှိပေါ်ထုတ်လို့ရပါတယ် အဲ့တော့ကျမတို့က QC level ပဲတစ်ခုရှိလဲပေါ့မူတည်ပြီးတော့ဒီ 22S ကိုကြည့်ရမှာပေါ့နော်အဲ့တော့ level 1နဲ့2မှာမှာเนาะကျမတို့ normal level 1ကတခုอ่ะပေါ့နော် normal ဖြစ်နေရယ် level 2ကတော့ abnormal ဖြစ်နေရယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဒီ abnormal မှာမှဒီ 2S တက်ကိုပို့ပြီးတော့ကြော်နေရယ်ဒီ revolution ဆိုလို့ရှိရင်တော့အဲ့ဒါကကျမတို့ systematic error ဆိုရဲအဲဒါ apply လုပ်တဲ့ within run application ပြီးတော့မဟုတ်ဘူးပေါ့ဆိုတော့ကျမတို့နှစ်ခုစလုံး set type ဒါမှမဟုတ်လို့ရှိရင်လည်းပဲကျမတို့ within run ဒါမှမဟုတ်လို့ရှိရင်လည်း across run မှာမှာအဲနှစ် ်ခါအဲဖြစ်နေမှာရမှာဖြစ်တဲ့အတွက်ကြောင့်မတခုက normal ဖြစ်တယ်ဆိုလို့ရှိရင်ကျတော့ဒါကိုကျွန်တော်တို့ကအဲ့အတွက်ကိုသုံးလို့မရတော့ပေါ့နော်အဲ့တော့အဲ့မှာမှာကျွန်တော်တို့ဒီ level 1ကတကယ်လို့လက်ခံနိုင်တယ်ပေါ့နော်ရှေ့ကကျွန်တော်တို့ပြောခဲ့ရဲ1 to 8ဆိုလို့ရှိရင်ကဘာမှရတယ်မလုပ်သေးနဲ့ဘူးရတယ်ဒါ this is a one design only ပဲဘာမှဒါကို action ပြုကြမလို့ဆိုပေမဲ့လေအဲ့ဒါကကျွန်တော်တို့ပြောခဲ့ပြီဒါ juicy level တခုကိုပဲသုံးနေဆိုလို့ရှိရင်အဲ့လိုဖြစ်တယ်ဒါပေမဲ့ juicy level နှစ်ခုကိုသုံးခဲ့မယ်ဆိုလို့ရှိရင် level 1က acceptable ဖြစ်တယ် level 2ကဒီလိုဟာမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ level 2ရဲ့ result ကိုပြန်ပြီးတော့မဖြစ် ေးပေးရမှာဖြစ်တယ်အဲ့တော့ တခုတည်းပဲဆိုလို့ရှိရင်တော့အဲ့လိုမျိုးပြဿနာမရှိဘူးဆိုပေမဲ့အဲနှစ်ခုဆိုလို့ရှိရင်ဒါရှင်းကိုရှင်းရတော့မယ်ဒီတိုင်းထားလိုက်လို့မရတော့ဆိုတော့နားလည်ထားမှဖြစ်တယ်ပေါ့ဒါအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီ previous ram ပေါ့နော်ဒီ level ဒီ level level 2ဆိုလို့ရှိရင်သူ့ရဲ့အရှိက ram ပါပေါ့နော်ဒီဒီစစ်ဆေးထားတဲ့ဒီ data point ဆာဆိုလို့ရှိရင် plus 2ဒါမှမဟုတ်ရှင်တဲ့အဲ့ဒါပို့ပြီးတော့များနေပဲဆိုလို့ရှိရင်ဒီ application ရတော့ဆိုတော့ systematic error အတွက်ဒီ across ram ဆိုတဲ့အနေထားကိုတော့ဒါအသုံးချလို့မရအောင်ဆိုတဲ့အနေထားကိုလည်းပဲနားလည်ရမှာဖြစ်တယ်ပြောချင်တာကျွန်တော်တို့နှစ်ခုစလုံးကို G ရမယ်ပေါ့နော်ကျူစီ level ပဲတစ်ခုရှိတယ်အဲ level 1 level 2ရှိရဆိုလို့ရှိရင်တစ်ခုထဲမှာကျွန်တော်ပြနေဒီထားတက်ကိုနှစ်ခုနဲ့ရှင်ပြီးတော့ခါကြတော့ချိန်ကြီးတော့မှချိန်ကြီးမှသာလေတကယ်တမ်းကိုရှိမှာဒီ systematic error တွေ တွေ့ရှိလို့ရတဲ့ဟာလားအသုံးချလို့ရရလားပေါ့နော် within run မှာ application ရရလားမရရလားဆိုတော့ဒါဒီလိုမျိုးစတဲ့ရပြီးသိမှာဖြစ်တယ်အဲ့ဒီလိုမျိုးဆိုတော့မဟုတ်ဘဲနဲ့တခုတည်းကိုပဲကြည့်မယ် level အဲကျူးကျီ level တခုတည်းကိုပဲကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့တိကျတည်ကြတဲ့ application မျိုးတွေမရနိုင်ဘူးဆိုတော့နားလည်ထားမှာဖြစ်တယ်တခုတည်းနဲ့ကျွန်တော်တို့ကဆုံးဖြတ်လို့မရအောင်ဆိုနေထားဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ mirror ရဲ့ laboratory မှာအဲဘယ်လောက်ထိကျူးကျီ level တွေ run နေရလဲဆိုတော့သုံးနေရလဲဆိုတော့ကြည့်ပြီးတော့ခါကျတော့ row validation ကိုဒါအတော့တကယ်သုံးချရဲဆိုရင်နေရာမှာလည်းဘယ်လောက်ထိကျွန်တော်လက်တွေ့ကြတယ်ဆိုတော့စဉ်းစားလို့ရမှာ Je vais အဲ့တော့ကျမတို့ကဒီတကယ်အသုံးချပြီဆိုလို့ရှိရင် within run application across run application ဆိုပြီးတော့နှစ်ခုခွဲခြားရတဲ့ခွဲခြားရတဲ့အကြောင်းကဘာဖြစ်လို့လဲဆိုလို့ရှိရင် systematic error ရှိနေတာကိုပေါ်ထုတ်တာမှန်နေဒါပေမဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင် within run ဆိုလို့ရှိရင်တော့ analytical cut ပေါ့နော်မီးရိုစစ်ဆေးတယ်တဲ့ဒီ data wise ဒီ plot ချထားတဲ့ဒီ cut တစ်ခုလုံးကိုတွားပြီးတော့တက်ရောက်နေတယ်ဆိုတာကို within run ကနေပြီးတော့ပြောနိုင်နေပေါ့နော်ဒါကိုကျမတို့က multiple clinical decision level လို့လဲခေါ်တယ်ဆိုတော့ကျမတို့ကဒီ level တစ်ခုဟို 呃呃悉尼呃 အနေထားတစ်ခုလုံးပေါ်မှာသွားပြီးတက်ရောက်နေရလို့ကျွန်မတို့နားလည်ရမှာဖြစ်တယ်အဲ across range ကတော့အဲ့လိုမဟုတ်ဖြစ်တဲ့နေရာလေးတစ်ခုတည်းပဲပေါ့နော် analytical cap ပြီးအဲ့ဒီဘိုင်းနေပဲအဲ့ error ဖြစ်နေတဲ့နေရာလေးကိုပဲသွားပြီးတက်ရောက်တယ်ဆိုပြီးတော့နားလည်လို့ရတယ်အဲ့ဒါကြောင့်ကျွန်မတို့ corresponding ပေါ့နော်သူ့ရဲ့သက်ဆိုင်ရာ level ကိုပဲဆိုလိုတာဖြစ်တယ်တခြားနေရာလေးမပါဘူးပေါ့ဒါကြောင့်ကျွန်မတို့ဒီ within range နဲ့ across range ခုနကပြောသလိုမျိုးဒီ root violation ဖြစ်တယ်မဖြစ်ဘူးအတုံးချမယ်မချဘူးဆိုတာဟာဘာဖြစ်လို့ကျွန်မအဲ့လိုပြောရလဲဆိုလို့ရှိရင်တက်ရောက်မှုတွေကွာခြားတဲ့ပြဿနာဖြစ်တယ်ဆိုတော့ကျွန်မတို့နားလည်ရမှာဖြစ်ပါတယ် အဲ့တော့ကျမတို့ကဒီမှာဆိုလဲကြည်လိုက်ပေါ့เนาะပြန်ပြီးတော့ခုနပုံလေးပြန်ပြီးကြည့်မယ်ဆိုရင် across run ကကြတော့သူ့ရဲ့ဒီသက်ဆိုင်ရာနေရာလေးတကွာလေးတကူထဲမှာပဲသွားပြီးတော့ဒီ cafe ရဲ့နေရာတက်ရောက်ပြီးတော့ခါကြတော့ within run မှာမှအဲ့လိုပုံစံမျိုးလို့ပါလို့ရှင်တွေ့နေရပြီဆိုလို့ရှင်တော့ဒါဟာမိမိတို့စစ်ဆေးတဲ့ဒီ clinical decision level မှာဆိုလို့ရှင် multiple clinical level ပဲအဲ cafe တကူလုံးရဲ့နေထားပုံမှာသွားပြီးတော့တက်ရောက်နေဆိုပြီးတော့နားလည်ထားလို့ရရတယ်ပေါ့เนาะ